လွန်ခဲ့တဲ့ရက်တွေကထိုင်းနိုင်ငံမှာရှိတဲ့ရွှေပြောင်းမြမအမျိုးသမီးတချို့ရဲ့စိတ်မကောင်းစရာသတင်းတွေကိုအင်တာနက်သတင်းစာမျက်နှာပေါ်မှာတွေ့မိကြမယ်ထင်ပါတယ်။မြမချင်းချင်းကပဲဖြစ်ဖြစ်ထိုင်းလုံရှင်တချို့ကပဲဖြစ်ဖြစ်နိုင်ပိုင်းဆိုင်ရာစော်ကားမှုစ조사မှုတွေနိုင်ပိုင်းဆိုင်ရာအမျက်ထုတ်မှုတွေကိုခံကြရတဲ့မြမအမျိုးသမီးတွေရဲ့ဘဝဟာတပူပေါ်နှစ်ပူစစ်နေရပြီးလုံလောက်တဲ့လုံခြုံမှုမရရှိတာကိုတွေ့ကြရမှာပါ။မြမနိုင်ငံရဲ့ပြည်တွင်းစစ်နဲ့စီးရဲမွဲတေမှုတွေကြောင့်ခုနောက်ပိုင်းလူငယ်တော်တော်များများဟာ အိန္ဒိယနိုင်ငံတွေစီကိုအသီးသီးအလုပ်ထွက်လုပ်ကြရပါတယ်။ဒီလိုထွက်တဲ့နေရာမှာလေအပေါ်လန်းကထက်ငွေကြီးတက်တာပြီးမြန်ဆန်တဲ့အောက်လန်းကနေထိုင်းနိုင်ငံ၊မလေးရှားနိုင်ငံတို့ကိုထွက်ခွာကြပါတယ်။အဲလိုထွက်ခွာကြရတဲ့အခါမှာလေအရွယ်ကောင်းအမျိုးသမီးတွေဟာအမျိုးသားများနီးတူတော်လန်းတွေကုန်တီကားရဲ့ကြက်ညက်နေတဲ့နေရာတွေကနေခိုးလိုက်ကြရပြီးထိုင်းနိုင်ငံကအဆက်ယုံလုပ်သားဘဝကိုရှာဖို့အရှက်နဲ့အကြောက်တရားကိုဖေးဖယ်ပြီးစွန့်စားကြရပါတယ်။ ဒီနေရာမှာလည်း A4 အလုံးနဲ့တခြားလားစာကောင်းတဲ့အလုပ်တွေရဖို့အတွက်ပွဲစားစကားကိုယုံကြည်မိရာကဘဝပြတ်ရတဲ့တနာစရာအဖြစ်တွေဟာတရားမဝင်လောက်သားဘဝမှာတော့မထူးဆန်းလာတဲ့ညာအိတ်ပုံမြင်တွေဖြစ်နေပါပြီ။ဒီလိုကျူးလွန်တဲ့လူရုပ်မာတွေဟာထိုင်းနိုင်ငံသားလည်းရှိသလိုမြန်မာနိုင်ငံသားအချင်းချင်းနှမချင်းမဆာနာတဲ့လူဒန်းစားတွေလည်းတသက်ကိုရှိနေရပါ။ဒီလိုဖြစ်ရတွေမှာအများစုတွေ့ရတာကလုံခြုံစိတ်ချရမှုမရှိတဲ့နေရာတွေမှာစုပြုံနေထိုင်ရတဲ့စီးရဲသားတွေရဲ့ဘဝကိုပဲလက်မျိုးထိုးရမှာလား။ စနစ်တကျကာကွယ်ပေးမထနိုင်တဲ့အမျိုးသမီးတွေရဲ့ဘဝကိုပဲစာနာရမလားဆိုတာကတော့တက်ဆိုင်ရာတာဝန်ရှိသူတွေအဖြေရှာရမှာပါအသက်16နှစ်အရွယ်မြန်မာမိန်းကလေးကိုပြန်ပြီးဆွဲဖမ်းထားပြီးအကြိမ်ကြိမ်နှိပ်စက်အတ္တမပြုကျင့်ခဲ့တဲ့ထိုင်းနိုင်ငံသားကိုဖမ်းဆီးရမိတဲ့တရင်နောက်မှာဘယ်နှစ်နှစ်ပြစ်ဒဏ်ကြားခံရသလဲဆိုတာမျိုးတွေကိုတော့သိမတွေ့ရပါဘူးထိုင်းနိုင်ငံရဲ့ချုပ်ချီနှံ့ချီတရားဥပဒေနဲ့လက်ဆောင်မှုတွေကြားမှာဒီလိုလူယုံမာတွေထိုက်တန်တဲ့အပြစ်ဒဏ်ကြားခံရရဲ့လားဆိုတာကမိကုန်းထုတ်ကြဖြစ်နေပါတယ် ဒီလိုမျိုးလိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုတွေအတွက်ပြင်းထန်တဲ့ဥပဒေအရအရေးယူမှုတွေဟာမဖြစ်မနေလိုအပ်ပြီးမျက်နှာမလိုက်ပဲတင်းတင်းကြပ်ကြပ်ဖော်ဆောင်ရမှာပါထိုင်းရင်အရာရှိတယောက်ကအချုပ်ခန်းလေးကမြန်မာလူသားအမျိုးသမီးတဦးကိုလိမ်ပိုင်းဆိုင်ရာစော်ကားမှုတစ်ခုဖြစ်ပွားခဲ့တာကိုကြည်လင်ထိုင်းနိုင်ငံမှာအလုပ်လုပ်ကင်ကြတဲ့မြန်မာအမျိုးသမီးတွေရဲ့ခက်ခဲမှုကိုမြင်ရပါလိမ့်မယ်မနီယာဘေးအသက်28နှစ်အရွယ်စက်ယုံလှုပ်သားမြမအမျိုးသမီးကိုတစ်ဖက်သက်ကြိုက်နေတဲ့မြမအမျိုးသားကမရင်းကျမှုဖြစ်ပွားခဲ့ပြီ ယခုချိန်မှာအမျိုးသမီးဟာဆေးရုံမှာအရေးပေါ်ခွဲစိတ်ကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။ကျူးလွန်တဲ့အမျိုးသားဟာထိုင်းကနေတစိမြန်မာပြည်ထဲပြေရောက်နေရလို့တချို့သူတွေကဆိုပြီးယခုချိန်မှာတော့ချိန်ဆက်အရေးယူနိုင်ဖို့ကြိုးစားနေရလို့လည်းသိရပါတယ်။ဒီနေ့မှာဒီလိုအကြောင်းအရာတွေတင်ဆက်ပေးရတာရှင်နေမကောင်းပြီမဲ့ဒီဗီဒီယိုရဲ့ရည်ရွယ်ချက်ကတနာစရာရွှေပြောင်းမြန်မာအမျိုးသမီးတွေအပေါ်ဝိုင်းဝန်းကူညီစောင့်ရှောက်ပေးစီဖို့အတွက်ပါ။ကိုနိုင်ငံသားအချင်းချင်းကူညီပေးကြပြီးကိုရှိပါလိမ့်လဲလှည့်ဖြားခင်ရတာ။ ချင်းထောက်ခံရတာမျိုးတွေရှိလာရင်လည်းဝိုင်းဝန်းကူညီပေးမစီလိုပါ යි ဒီအတွက်ထိုင်းမှာရှိတဲ့ NGO အဖွဲ့အစည်းတွေနဲ့ထိုင်းရောက်ရွှေပြောင်မြန်မာအဖွဲ့အစည်းတွေရဲ့ဖုန်းနံပါတ်တွေဆက်သွယ်ရမယ့်လိပ်စာတွေကိုထိုင်းမရောက်ခင်ကလေးကလေ့လာမေးမြန်းထားတင်ပြီးအရေးကိစ္စကြုံလာရင်ဆက်သွယ်အကူအညီတောင်းခံတင်ပါ යි ဗမာတရံတခါအတွက်သူများနိုင်ငံမှာအရေးစုံလောက်ကင်ပြီးမိသားစုကိုထောက်ပံ့ပေးကြတဲ့မြန်မာအမျိုးသမီးမြန်မာအမတွေကိုလည်းဒီဗီဒီယိုကနေတစ်ဆင့်လေးစားချီးကျူးမိပါကြောင်းပြောကြားလိုက်ပါတယ် ၊ဒိမ်ပိုင်းဆိုင်ရာအနိုင်ကျင့်အမျက်ထုတ်ခရမှုမှလည်းကင်းဝေးကြပါစီလို့ဆွတောင်းမိပါတယ်။မြန်မာအချင်းချင်းကုညီရိုင်းပေးကြဖို့လည်းမျှော်လင့်မိပါတယ်ရှင်။